ဒီကနေ့ရရှိထားတဲ့ငလင်နောက်ဆက်တွဲသတင်းတွေနဲ့ထူးခြားသတင်းဖြစ်စဉ်တွေအကြောင်းကိုသတင်းရယူတင်ဆက်နေတဲ့သတင်းနောက်မဝေဝေကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းသွားပါမယ်။မင်္ဂလာပါမဝေဝေဒီနေ့ရရှိထားတဲ့ငလင်ထူးခြားသတင်းတွေကိုအရင်ဆုံးပြောပြပေးပါအောင်ရှင်။ အာဟုတ်ကဲ့ပါဒီငလျင်နောက်ဆက်တွဲသတင်းနေနဲ့ပြောပြရလို့ရှိရင်အခုကလည်းဒီတကြံကာလလည်းဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဒီမန္တလေးမှာဆိုလည်းဟိုမိုးရေရွာသွန်းနေတဲ့အခြေအနေတွေကြောင့်ပေါ့နော်အဲဒါပေမဲ့ကဲဆယ်ရေးတွေကရက်သွားတာမရှိဘဲနဲ့ရှောက်ခွေကဲဆယ်ရေးတွေကိုဆက်လက်လှုပ်ဆောင်နေစေဖြစ်တယ်လို့လည်းသိရပါတယ်အခုနောက်ပြောသူပေါ့နော်မန္တလေးမှာမိုးရေကလည်းရွာနေတယ်နောက်ပြီးတော့ဒီအာရှောက်ခွေကဲဆယ်နေတဲ့ရက်ကလည်းကြာလာတာနဲ့အမျှပေါ့နော်ဒီရုပ်လောင်းတွေကိုတည်ထုတ်တဲ့နေရာမှာလည်းခက်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 တည်ထုတ်နေရတယ်လို့ပရိသတ်အတင်းတွေကပြောပါတယ်အော်နောက်တစ်ခုကတော့ဒီ ်အငလင်တန်ကိုပြပြတတန်ခန်းစားခဲ့ရတဲ့ရမဲသိန်းခရိုင်တွေကကြေးရော်တွေမှာဆိုလို့ရှိရင်လေဒီအာလူသူရောက်ပေါက်နေတဲ့အတွက်ကြောင့်ပေါ့နော်အလှရှင်တွေလာရောက်တာလည်းနေတဲ့အတွက်ကြောင့်သူတို့မှာတောက်ရည်သုံးရည်အခက်ခဲတွေရှိနေတယ်လို့သိရပါဗျ။ဒီအပေါ်မှာပြောခဲ့တဲ့ဒီရမဲသိန်းခရိုင်တွေကကြေးရော်တွေအပါအဝင်ပေါ့နော်စကိုင်းမန္တလေးစတဲ့ဒေသတွေမှာရှိတယ်ဒီမျက်မျက်မြင်အာ မတန်ဆွမ်းတွေကလည်းသူတို့ရဲ့နေအိမ်ကြီးကလည်းဒီပြိုကျပစ္စည်းတွေပါသွားတယ်ဒါအပြင်သူတို့အလုံးအလုံးလောက်ကင်နေရတဲ့ဒီအနှိတ်ခမ်းအကျောပြင်အဆောက်အဦတွေကလည်းပြိုကျပစ္စည်းသွားခဲ့တဲ့အတွက်ကြောင့်ပေါ့နော်သူတို့မှာအခုလက်ရှိအလုံးလက်မဲ့ဖြစ်နေတယ်ဒီအတွက်ကြောင့်သူတို့အလုံးကင်ရရှိရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်အကူအညီတွေဟိုပေးဖို့လည်းတောင်းဆိုထားတာရှိပါတယ်ဒီပေါ့နော်မက်စလာ28ရက်နေ့ကတိုက်ခတ်ခဲ့တဲ့လှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ပေါ့ဒီလူကြီးမြန်မာနိုင်ငံမှာရှိတဲ့လူကြီးနှစ်တန်းနီးပါးကအရေးပေါ်အကူအညီတွေနဲ့ဒီအထောက်ပံ့တွေကောက်ွယ်ဆောင်ရှောက်မှုတွေလိုအပ်နေတယ်လို့ UNO အခြေကမနေ့ကထုတ်ပြန်ထားတာရှိပါတယ်ရှင့်ဟုတ်ကဲ့ ဲ့ပါဟုတ်ကဲ့ပါတခြားထူးခြားသတင်းဖြစ်စဉ်တွေရှင်လည်းပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါဒီတခြားထူးခြားဖြစ်စဉ်တစ်ခုအနေနဲ့ကတော့ဒီငလျင်နဲ့နောက်ဆက်တွဲပဲပြောပြပါရစေ။အာ ဒါကတော့ဒီတက္ကသိုလ်ငလင်ကျောင်းပေါ့နော်တက္ကသိုလ်ဝန်ထမ်းအဖြေလွှာတွေကမီးလောင်နေတယ်ကိုပါသွားတဲ့အတွက်ကြောင့်ဒီစစ်ကောင်စီဘက်ကပေါ့နော်ဒီတက္ကသိုလ်ဝန်ထမ်းဆောင်ွေးဘွဲကိုပြန်လည်ဖြေဆိုးဖို့ဆိုပြီးတော့ညွှန်ကြားချက်တစ်ခုဟိုထွက်ပေါ်လာပါတယ်ဒီညွှန်ကြားချက်ထွက်ပေါ်လာပြီးတဲ့နောက်မှာပဲဒီဗမာနိုင်ငံဗမာနိုင်ငံလုံးကျောင်းသားတမကအဖွဲ့ချုပ်ကပေါ့နော်ဒီကနေ့ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်ဒါကတော့ဒီတဘောပြည်ရဲ့ခန်းစားနေရတဲ့ကျောင်းသူကျောင်းသားတွေကပဲဒီအမှတ်တွေရမှတ်တွေအတွက်ပူပန်နေရတဲ့အခြေအနေရှိနေတဲ့ ာလမှာပဲပေါ့နော်တဘူပေါ်တဘူဆင့်နေရတဲ့အချိန်မှာပဲအခုလိုဆောင်ပွဲပြန်ဖြေရမယ်လို့ညွှန်ကြားချက်ထုတ်လိုက်တာကပေါ့နော်ဒီចောင်းသူចောင်းသားတွေအတွက်ဟိုမတရားတဲ့ဖြေရှင်းနည်းဖြစ်တယ်ဆိုပြီးတော့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားတာရှိပါတယ်ရှင့် အနောက်တစ်ခုကတော့ဗောနော်ဒီမူလဝတ္တနဲ့ပတ်သက်ပြီးတော့ပြပြချင်ပါတယ်အခုကလည်းမူလဝတ္တဟိုမိုးချိုကာလဖြစ်တဲ့အတွက်ကြောင့်ဗောနော်ထူးခြားမူလဝတ္တဖြစ်စဉ်တွေဖြစ်နိုင်တယ်လို့မိုးစလာကထုတ်ပြန်ထားတာပါဟိုဒါကတော့ဒီမိုးချိုကာလဖြစ်နိုင်တဲ့ဒီဧပြီလလယ်ရီမှာဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဒီအနောက်တောင်မုန်တုံလေးမဝင်မီဗောနော်ဟိုဖြစ်ပေါ်တတ်တဲ့မိုးတိမ်တောင်တွေကြောင့်ဒီအခုလက်ရှိဆိုလို့ရှိရင်လေပြင်းတိုက်ခတ်တာမိုးထချုံရွာတာမိုးချိုပစ်တာလျက်စီးလက်တာနဲ့ဒီမိုးသီးကြေတာတွေဟိုဖြစ်နိုင်တဲ့အတွက်ကြောင့်ဗောနော်သတိထားနေထိုင်ကြဖို့မိုးစလာကထုတ်ပြန်ထားတာရှိပါတယ်ရှင်ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါဒီငလင်ကြောင့်အပြည့်ခက်ရဆဲထားတဲ့နောက်မှာပေါ့နော်ဒီစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအခြေအနေကရောဘယ်လိုမျိုးရှိနေပါသလဲမွေပြောပြပေးပါဦး ်ဟုတ်ကဲ့ပါဒီဧပြီလ2ရက်နေ့ပါပဲဗောနော်စစ်ကောင်စီကဒီငလျင်ကျောင်းယာယီပြစ်ခတ်ရမယ်လို့ကြေညာထားပေမဲ့ဗောနော်ဒီနေ့အထိကိုဒီလေကျောင်းကနေပြစ်ခတ်တာလက်နက်ကြီးနဲ့တိုက်ခိုက်တာတွေကိုအဆက်မပြတ် ပြုလုပ်နေပါတယ်ဟောဒီကနေ့ဒီဧပြီလ15ရက်နေ့ဗောနော်တကြံအကြက်နေ့မှာဆိုလို့ရှိရင်ပဲဒီကရင်ပြည်နယ်ကော့ဂရိတ်မြို့မွန်ကင်နယ်ဆက်မှာရှိတဲ့ကန်းဒီကျွာကဖုန်ကြီးကျောင်းတကျောင်းကိုဗောနော်စစ်ကောင်စီတက်ရဲ့ဒီလေကျောင်းကနေပြီးတော့ဘုံ6လုံးကျဲချခဲ့တဲ့အတွက်ကြောင့်ဒီဖုန်ကြီးကျောင်းမှာဥပုံဆောင်တီလာယူနေတဲ့အပြစ်မဲ့ပြည်သူ6ဦးထပ်မနေတည်ဆုံးခဲ့ပြီးတော့20ဦးထပ်မနေတိုက်ခိုက်တံရရရှိ ိခဲ့ရလို့ကနအုပ်ရှင်တွေကသိရပါတယ်။ဟိုဒါပေါ့နော်ဟိုစစ်ကောင်စီကဒီလေဆောင်ကနေအတစ်ခတ်တာတွေနောက်လက်နက်ကြီးနဲ့လက်နက်ကြီးနဲ့တိုက်ခိုက်တာတွေကိုအဆက်မပြတ်ပြုလုပ်နေခဲ့တာဒီမတ်လ28ရက်နေ့ခရက်ကဒီမနေ့ကပေါ့နော်ဧပြီလ14ရက်နေ့ထို့ဆိုလို့ရှိရင်ဒီစစ်စုပေါင်းအကြိမ်ရေ189ကြိမ်ရှိလာပြီဖြစ်ပြီးတော့ဒီအပြစ်မဲ့ပြည်သူတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ပေါင်း134ဦးထိတေဆုံးခဲ့ပြီဖြစ်တယ်လို့ဒီ DBB ကကောက်ယူရရှိထားတဲ့အစင်းတွေကသိရပါပါတယ်ရှင်ဟုတ်ကဲ့ ဟုတ်ကဲ့ပါအခုလိုမျိုးသတင်းတွေကိုစုစည်းပြီးတော့ပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်